မင်္ဂလာပါရှင်။မွေတောက် channel ကနေပြောပြနေကြိုဆိုလိုက်ပါတယ်။မွေဘာလာတရရနေ့အတွက်စိတ်ဝင်စားပွဲကောင်းပေတဲ့တဲ့အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့မွေတောက် channel ကို subscribe နဲ့ like and share လေးတော့ပေးပါအောင်ရှင်။ပြည်တဲ့ကြီးဒီကဲအော်တိုဘာလ29ရက်နေ့ကတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲအတွင်းတအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့တရနန်လေးဟာ ၎င်းတို့ယာယီထိန်းချုပ်ထားတဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကို ပြန်ပေးပြီးတော့နိုင်ငံတော်အစိုးရနဲ့အပြည့်ခက်ရက်စဲဖို့သဘောတူညီမှုရခဲ့ပါတယ်။နိုင်ငံတော်အစိုးရဟာလက်ရှိအချိန်မှာတိတောင်ညာနေကွန်စစ်စင်ရေးဒုတိယလိုင်းအတွင်း TNL အဖွဲ့ကယာယီထိန်းချုပ်ထားတဲ့မြို့အလုံးကိုပြန်လည်ရရှိခဲ့ပြီးဖြစ်ပါတယ်။တမရစစ်ကြောင်းတွေဟာဇူလိုင်လနောက်ပိုင်းတွေကရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL အဖွဲ့ယာယီထိန်းချုပ်ထားတဲ့နောင်ချိုတောင်မဲတီဘုံမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မိုးကုံနဲ့မိုးမိန်မြို့တွေကိုလည်းအလုံးစုံပြန်လည်ရရှိမှလည်းဖြစ်ပါတယ်။နိုင်ငံတော်အစိုးရဟာကိုကန်လနဲ့ကိုင်အဖွဲ့ MNDAA နဲ့အပြစ်ခတ်ရစရေရယူချိန်နှုန်းကလည်းလာရှိုးမြို့ကိုတနက်တစ်ချက်မှဖောက်စရာမလိုပဲပြန်လည်ရရှိခဲ့ဖို့ပြီးတော့လာရှိုးကနေကိုကန်တက်တွေဆုတ်ခွာတဲ့အချိန်တုန်းကလည်းလာရှိုးမြို့မှာ MNDAA အဖွဲ့တွေနဲ့အတူရှိနေရဲ့ PDF အဖွဲ့တွေအပြင် တခြားလည်းနဲ့ကင်အဖွဲလေအတူတူဆုတ်ခွာခဲ့ပို့ပြီးတော့အဲ့ဒီတုန်းကတမတော်စစ်တောင်းတွေကိုခံတိုက်မယ်လို့ PDF လည်းနဲ့ကင်အဖွဲတွေထုတ်ပြောရမျိုးမရှိပါဘူး။ဒါပေမဲ့နိုင်ငံတော်အစိုးရနဲ့ TNL အဖွဲကြောင့်အပြစ်ကရယ်စဲရေရယူချိန်မှာတော့မန္တလေး PDF လည်းနဲ့ကင်အဖွဲအပြင်မိုးကုတ်ပါကာဖာမိုးကုတ်ဘူဟာနဲ့တခြားလည်းနဲ့ကင်အဖွဲငါးဘွဲကတမတော်စစ်တောင်းတွေကိုခုခံတိုက်ခိုက်မယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ မန္တလေး PDF လက်နက်ကိုင်အဖွဲ့အပါအဝင် PDF လက်နက်ကိုင်အဖွဲ့တချို့ကခုခံတိုက်ခိုက်မယ်လို့သတင်းထုတ်ပြန်ပြီးနောက်ရပ်ပိုင်းအကြမှာပဲမိုးကုံမျိုးကနေဒေသခံတချို့ဆစ်ဆောင်ခဲ့တယ်လို့သတင်းတွေနဲ့ထွက်ပေါ်ခဲ့ပါတယ်မိုးကုံမျိုးကနေ TNL အဖွဲ့ဝင်တွေဟာမျိုးပြင်ကိုစတင်ဆုတ်ခွာတာမျိုးတွေရှိပေမဲ့မိုးကုံမျိုးအတွင်ရှိ PDF လက်နက်ကိုင်အဖွဲ့တွေကမျိုးအတွင်ဆက်ရှိနေရလို့သိရပါတယ်သို့သူရသောတေစာဆန်းအိုစီတဲ့ မန္တလေး PDF အပါအဝင် PDF နဲ့ကင်အဖွဲတွေအကုန်လုံးပေါင်းပြီးတော့မောကုံမြို့အထိုင်လက်နဲ့ကင်နဲ့မောကုတ်ကိုစစ်ကိုလွတ်ပြီးခုခံဖို့ကြိုးပမ်းဝယ်ရှင်းနေပေမဲ့ခုခံနိုင်တဲ့အင်အားကရာကနေထောက်ကနေဝန်းကျင်သာရှိနေပါတယ်စစ်ပွဲတစ်ခုမှာစစ်တိုက်နိုင်တဲ့စစ်သားအရေအတွက်ပြီးရင်လက်နဲ့ကြည်စံခေရန်ထောက်ပံ့နိုင်မှုနဲ့ထောက်ပံ့ဖို့ဆောင်ရည်ဆိုတာကအရေးကြီးပါတယ်မန္တလေး PDF အဖွဲ့အပါအဝင်တမရော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကို ခံတိုက်မဲ့ PDF လက်နက်ကင်အဖွဲ့တွေမှာလက်နက်ခဲယံပိုင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးပိုင်းကဘလောက်ထိကောင်းမွန်တယ်လဲဆိုတာမေးခွန်းထုတ်ရမယ်ဆိုရင်လုံလောက်ကောင်းမွန်မှုမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။မိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကိုခုခံတိုက်ခိုင်းမဲ့ PDF လက်နက်ကင်အဖွဲ့တွေမှာခဲယံကြည်စံလုံလောက်မှုမရှိသလို၎င်းတို့မှာလက်ရှိရှိနေတဲ့ကြည်စံခဲယံကလည်းတရင်ဘက်အနေငယ်သာအသုံးပြုလို့ရနိုင်ွယ်ရှိပါတယ်။ PDF လက်နက်ကင်အဖွဲတွေသာမကပဲတအောင်လက်နက်ကင်အဖွဲ TNL အဖွဲတွေကိုယ်တိုင်ခရမ်းကြည်စံလိုအပ်ချက်တွေရှိနေတဲ့အတွက်အရင်တုန်းကလိုမျိုးကြည်စံဖြုံးနိုင်စွဲမရှိတော့ဘူးလို့ဆိုရမှလည်းဖြစ်ပါတယ် TNL လက်နက်ကင်အဖွဲတွေရဲ့ကြောင်မဲနောက်ဆုံးနေ့တွေနဲ့တီဘောနောက်ဆုံးနေ့တွေကိုကြည့်ရင်ခရမ်းကြည်စံခြွေတာပြီးခုခံခဲ့ရတာမျိုးကိုတွေ့မြင်ရမှလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတမရော်စစ်ကြောင်းတွေဟာ မိုးကုံးမျိုးကိုဝိုင်းပက်ထားတယ်လို့မျိုးရှိနေပြီးအဲ့ဒီအချက်ကြောင့်တရနန်လေးအဖွဲပါ ခံတိုက်မယ်ဆိုရင်တော့တမ်ရော့စစ်ကြောင်းတွေရဲ့ထိုးစေးကိုတောက်ခံနိုင်စွမ်းရှိမှာမဟုတ်ပေတမ်ရော့စစ်ကြောင်းတွေကမိုးကုံးမျိုးကိုအနည်းနဲ့အမြန်ဆုတ်တဲ့လို့တင်ပိုင်းနိုင်ဝယ်ရှိနေပါတယ်တရနန်လေးအဖွဲဟာမိုးမိတ်မျိုးနဲ့မိုးကုံးမျိုးကိုလက်မလွတ်ပဲပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်မယ်ဆိုရင်တော့ရေရှည်တောက်ခံနိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုကြိုတင်တွက်ဆမိရဲ့အတွက်လည်း မိုးကုန်းနဲ့မိုးမိန်မျိုးတွေကိုစုံလုံလိုက်တာမျိုးဖြစ်ပွဲရှိပါတယ်။ TNN လေးအဖွဲ့ဟာနိုင်ငံတော်အစိုးရနဲ့အပြည့်ခက်ရက်စဲထားပြီးမြက်တခြားတစ်ဖက်မှာ TNN လေးအဖွဲ့ဝင်တွေဟာယူနီဖောင်းပြောင်းဝယ်ပြီးတော့မန္တလေး PDF အဖွဲ့တွေအပါအဝင်တခြား PDF လက်နက်ကိုင်အဖွဲ့တွေကို ပူပေါင်းကူညီဝယ်ရှိရလို့ထင်ကြီးပြီးသုံးသပ်မှုတွေရှိနေရ။တအောင်လက်နက်ကိုင်အဖွဲ့ TNN လေးဟာယူနီဖောင်းပြောင်းဝယ်ပြီးကူညီလာခဲ့မယ်ဆိုရင် ကိုမြင့်သဘောတူညီချက်ကိုချိုးဖောက်တာကြောင့်အမျက်မရတဲ့အပြင်အရှင်းမှပြုတ်သွားနိုင်ပါတယ်။တောင်လနဲ့ကင်အဖွဲ့တရနန်လေးဟာယူနီဖောင်းပြောင်းဝေပြီးကိုညီလာခဲ့မယ်ဆိုရင်တမ်မတော်စစ်ကြောင်းတွေကနန်ဆန်၊နမတူ၊တာမက မိုင်းငော့မိုင်းလုံကိုပါတိမ်ပိုက်ဖို့အခွင့်အရေးရရှိသွားမှလည်းဖြစ်ပါတယ်။မန္တလေး PDF လနဲ့ကင်အဖွဲ့တွေဘက်ကကချင်အကြမ်းဖက်လနဲ့ကင်အဖွဲ့ KIA ပူးပေါင်းကူညီပေးနိုင်သလားဆိုရင်လည်းဖြစ်နိုင်ဖို့အလားအလာနေတယ်လို့ဆိုရမှဖြစ်ပါတယ်။ ကချင်ကရိုင်ရာလက်ရှိအချိန်မှာတမ်းမတော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်းလူပြုံးတီးမှုတွေရှိနေသလိုအတင်းကျပ်လူသစ်စူဆောင်မှုတွေလှုံ့ဆော်နေရသလို၎င်းတို့ဌာနချုပ်လိုင်းစာကို ကာကွယ်ဖို့အပါအဝင်ပန်ဝါဒေတာနဲ့ဖားကန်အရေးတွေကြောင့်စစ်ကူပေးနိုင်ွယ်မရှိဘူးလို့ဆိုရမှလည်းဖြစ်ပါတယ်။မန္တလေး PDF အနေကအဖွဲ့တွေဟာမိုးကုံမြို့ကိုယာယီထိချုပ်ခွင့်ရခြင်းတော့ကမိုးကုံမြို့ကန်တွေကိုဖိနှိပ်အနိုင်ကျင့်မှုတွေရှိခဲ့ရာ မိုးကုတ်သူမိုးကုတ်သားတွေဟာ TNL အဖွဲ့နဲ့ PDF အဖွဲ့တွေကိုစိတ်ပြက်လျက်ရှိနေပြီဖြစ်ပါတယ်။မန္တလေး PDF အဖွဲ့တွေနဲ့ TNL အဖွဲ့တွေဟာမိုးကုတ်မျိုးကိုထိန်းချုပ်ထားခြင်းအတွင်အစမတန်ဆက်ကြီးတောင်းတာတယံဇာတလောကွဲတွေကို အထင်ကိုမရှိဒူးဖော်တာပေါ်တာဆွဲတာအဓမ္မလှူအားပေးခိုင်းစေတာအင်တာနက်သုံးဆွဲခွင့်ကန့်သက်တာအပြစ်မဲ့ပြည်သူတွေကိုစစ်တပ်တရှိုးလို့ဆွဆွဲတာ ဖန်စီနှိမ့်ဆက်တက်ဖြတ်ခဲ့တဲ့အတွက်ဒေသခံတွေရာမန္တလေး PDF အဖွဲ့တွေအပေါ်လုံလားနှစ်သက်မှုမရှိတော့ဘူးလိလာသူတူကတော့မန္တလေး PDF လက်နက်ကိုင်အဖွဲ့တွေအပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့လောက်ဟာအလူခံကောင်းဖို့နဲ့အရှက်ပြေဖို့အတွက်တမရော့စစ်ကြောင်းတွေကိုဆက်လက်ခုခံမယ်လို့သာဆုံးဖြတ်ခဲ့ရမျိုးဖြစ်ပါတယ်တကယ်လက်တွေ့မှာတော့တမရော့စစ်ကြောင်းတွေကိုတိုက်ခိုက်မှုတွေကိုမန္တလေး PDF အဖွဲ့တွေအချိန်ကြာကြာခုခံနိုင်မှာမဟုတ်ဘူး ။ဘာလို့လဲဆိုရင်မန္တလေး PDF အဖွဲ့ဝင်လက်နေကိုင်အဖွဲ့တွေဟာတမရစစ်ကြောင်းတွေနဲ့နှိုင်းရှင်ရဲ့လူဝဲချက်တွေအများပြားရှိနေရဲ့တမရစစ်ကြောင်းတွေကိုခုခံတိုက်ခိုက်မယ်ဆိုတော့မန္တလေး PDF အဖွဲ့အပါအဝင် PDF အဖွဲ့တွေရဲ့တရင်ထုတ်ပြန်ချက်တွေက ကိုယ်တည်တွင် ကိုတူတာမျိုးပဲဖြစ်တယ်လို့ထင်ပါတယ်။ PDF အဖွဲ့တွေရဲ့အတွေ့အကြုံနဲ့တိုက်စွမ်းရည်ဟာတမရစစ်ကြောင်းတွေရဲ့တိုက်စစ်ကိုခုခံနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။လက်ရှိချိန်မှာ NUG အဖွဲ့ဟာ ြည်ပနိုင်ငံတွေနဲ့ကြီးကွေရမှနေရာတွေမှာနေထိုင်ပြီးလူငယ်တွေကိုကျင်းထည့်ပြီးတည်တွင်းနဲ့တွန်းပို့မှုတွေဆက်လက်လှုပ်ဆောင်နေရလို့လည်းဝေဖန်မှုတွေရှိနေပါတယ်။ NUG အဖွဲ့အစည်းနဲ့လက်ရှိချိန်မှာလေကြီးမှုကြီးပြောပြီးလူငယ်တွေကိုအတုံးချတာတွေရတန်တင့်ပြီးတော့လည်းပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။ American နိုင်ငံမှာ နေထိုင်နေရဲ့နိုင်ဂျင်းဟောင်းတအုပ်ဖြစ်တဲ့မဆန်းမော်ကတရုတ်အစိုးရရဲ့ဂျာဝင်စီစံမှုနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာ စစ်အစိုးရနဲ့ TNL လေတို့အော်တိုဘာလ29ရက်28ရက်မှာတွေ့ဆုံပြီးတော့နှစ်ဖက်အပြစ်ခတ်ရက်စဲလိုက်တယ်လို့ TNL လေကထုတ်ပြန်လိုက်ပါတယ်။ဒီအပြစ်ရမှုကနေ TNL လေက တေတုံညာနှစ်ကွန်စစ်စင်ရဲ့ဒုတိယလှိုင်မှာတင်ခဲ့တဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကိုတိုက်ပွဲမဖြစ်ပဲစစ်တပ်လက်ထဲပြန်ပေးမယ်လို့သဘောတူညီလိုက်ပါတယ်။မန္တလေး PDF တွေထိန်းချုပ်ထားတဲ့တပိတ်ကျင်းမျိုးကိုစစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်လမှာပြန်ထိန်းချုပ်ခဲ့ပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်ပေါ် NUG လက်အောက်ခံမိုးကုံမြို့နယ်ပကဖအဖွဲ့ကလည်းသူတို့မဟာမိတ်တပ်တွေနဲ့ဆွေနွေးတိုင်ပင်တာမရှိပေမျိုးတွေကိုပြန်ပေးလိုက်တာလို့ BBC ကိုဖြေဆိုထားပါတယ်။မန္တလေး PDF အဖွဲ့ NUG လက်အောက်ခံမိုးကုံပြူဟာ PDF နဲ့ NUG လက်အောက်ခံမိုးကုံမြို့နယ်ပကဖအဖွဲ့တွေကမိုးကုံမြို့အပါအဝင်ထိန်းချုပ်ထားတဲ့နေမြေတွေလက်မလို့ရှားရီလက်တွေပြီးကာကွယ်သွားမယ်လို့ကြေညာချက်တွေထုတ်ပြန်ပါတယ်။ ် NUG ဝန်ကြီးစင်မအောင်ကလည်းသူ့ရဲ့ Facebook ကနေမိုးကုတ်ဗျူဟာကြီးညာချက်ကို post တင်ပြီးတော့ share ပါတယ်။မင်းစီမတရင်ဌာနကလည်းမိုးကုတ်မြို့ကိုစစ်ကောင်မရှင်လက်အောင်မရောက်ရေးတိုက်ပွဲဝင်သွားမယ်လို့မိုးကုတ်ပကဖအဖွဲ့ရဲ့ထုတ်ပြန်ချက်ခေါင်းစဉ်နဲ့တရင်လုတ်ပြီးတော့ post တင်ခဲ့ပါတယ်။အေရဝတီတရင်ဌာနကလည်းစစ်အစိုးရနဲ့ TNL အပြစ်ခတ်ရက်စဲပေမဲ့ မန္တလေး PDF တွေဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကတိသစ္စာပြုကြောင်းခေါင်းစဉ်နဲ့ posting ခဲ့ပါတယ်။ PDF လူငယ်တွေမှာလုံလောက်တဲ့လက်နဲ့ခရံမရှိဘူး။အထူးသဖြင့်လက်နဲ့ကြီးဆိုတာရှိကိုရှိမနေဘူး။ဒါ့အပြင် PDF လူငယ်တွေရဲ့နေ့စဉ်စားတောက်ရေးအတွက်ရိတ်ခါတောင်းလုံလောက်လောက် NUG အဖွဲ့ကမပေးနိုင်ကြရကြပါပဲ။ PDF လူငယ်တွေကိုငွေကြေးပံ့ပိုးဖို့နေနေတာတာ NUG ခေါင်းဆောင်တွေက အလှူခံရသမျှအိတ်သေးကိုခိုးထည့်နေကြတာ။ တကဘာလုံးတည့်ရဲ့ကိစ္စဖြစ်နေပြီသားညနေခေရန်တဲယူရေးလမ်းကြောင်းကပုံမခက်ခဲသွားလို့စီရေးပြူဟာအရာလဲအောင်မြင်ဖို့အခွင့်အရေးလုံးဝမရှိနိုင်တော့ပါဘူးအဲဒီတော့အေယာရီသတင်းဌာနကအောင်စုံမစ္စိမသတင်းဌာနကစူမြင့်နဲ့ NUG အဖွဲ့ကဇင်မာအောင်တို့ကိုမေးကျင့်နေညနေခေရန်အလုံလောက်မရှိစားနပ်ရိတ်ကအလုံလောက်မရှိရဲ့ PDF လူငယ်တွေကဘာနဲ့တွားပြီးစစ်တိုက်ကြမှာလဲ နေတော့တွေကတတိယနိုင်ငံတွေကကြီးကွယ်ရာမျက်ကွယ်ရာအရှက်ကနေလက်သုံးချောင်းထောင်ပြီးလူငယ်တွေကိုလှမ်းမြောက်ပေးနေရဲ PDF လူငယ်တွေကိုအတင်းချောင်းပိတ်ပြီးစစ်တိုက်ခိုင်းနေကြရဲအောက်ခြေကတနာစရာ PDF လူငယ်တွေကိုတေလန်းစီအမြန်ဝိုင်းပို့နေကြရဲနိုင်ငံရေးနဲ့တော်လှန်ရေးအတွေ့အကြုံနဲ့ပါလွန်နဲ့ PDF လူငယ်တွေရဲ့စစ်တပ်ကိုမုန်းတဲ့စိတ်စောတွေကိုနေတော့တွေကလှလပပအတုံးချပြီးနေတော့ခေါင်းဆောင်ပိုင်းအကျိုးစီးပွားအတွက် PDF လူငယ်တွေရဲ့ဘဝတွေကိုခြာနင်းနေကြတယ်။စေမအောင်ရေမြို့အထက်ပြောမယ်။အမေရိကကနေနိုင်ငံရေးနဲ့တော်လှန်ရေးစကားတွေစောက်ကြီးစောက်ကြယ်တွေပြောပြီးလူငယ်တွေကိုအသုံးချတာရက်ပါ။နင်သိတတ်တည်ရှိနေရင်အဲ့ဒီ PDF လူငယ်တွေနဲ့အတူတကွလာရက်တီပြပြီးစစ်အတူတက်လိုက်စမ်းပါ။စေမအောင်ရေနေရ9နှစ်နေပါလအချောင်းနေအချောင်းစားခဲ့တာကြာပြီလေလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ ။ငရလေး PDF အဖွဲ့ရိဟာတောင်လနဲ့ကင်အဖွဲ့ရိနဲ့အတူမျိုးရီကိုထိန်ချုံနိုင်အောင်အတူတိုက်ခဲ့ပေမဲ့တောင်လနဲ့ကင်အဖွဲ့ TNL အဖွဲ့ကနိုင်ငံတော်အစိုးရနဲ့အပြေခတ်ရက်စရီရယူချိန်မှာ PDF လနဲ့ကင်အဖွဲ့တွေကိုလက်မခံတော့တဲ့အတွက်မန္တလေး PDF လနဲ့ကင်အဖွဲ့အပအဝင်တခြားလနဲ့ကင်အဖွဲ့ဟာရွေးစရာလမ်းမရှိတဲ့အတွက်လနဲ့ကင်တိုက်ခိုက်မယ်လို့သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်ပွဲရှိနေပါတယ်။မန္တလေး PDF လနဲ့ကင်အဖွဲ့အပအဝင် တကြလနဲ့ကိုင်အဖွဲတွေဟာလက်ရှိအချိန်မှာတမ်ရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကို၎င်းတို့ PDF အဖွဲတစ်ဖွဲ့တည်းတီးကြားရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ရေရှည်ခုခံနိုင်စွဲရှိမှာမဟုတ်ပါဘူးတမ်ရော့စစ်ကြောင်းတွေဟာလက်ရှိအချိန်မှာ TNL အဖွဲတွေယာယီထိန်းချုပ်ထားတဲ့မြို့တွေကိုတမျိုးပြီးတမျိုးပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF အဖွဲတွေစုဖွဲ့လှုပ်ရှားနေတဲ့စခန်းတွေရွာတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အောင်စိတ်ကအမြင့်ဆုံးရှင်နေရ န္တလေး PDF အဖွဲ့ရိအခြေပြုလှုပ်ရှားတဲ့နေရာတွေကိုလည်းအနည်းနဲ့အမြန်သိမ်းပိုက်နိုင်ွယ်ရှိနေပါရဲ့ရှင်